တစ်ခါတော့ခီသုံးလုံးမြမဘောလုံးသမိုင်းမှာပြိသက်အားပေးမှု တခဲနဲ့ရခဲ့ဖို့တဲ့တိုက်စစ်တွေတခုရှိခဲ့မှုပါတယ်ဒီတိုက်စစ်တွေကို2017ဝန်းကျင်မှာခီသုံးလုံးတိုက်စစ်တွေလို့လူသိများထင်ရှားပါတယ်ခီသုံးလုံးကတော့ကျော်စရာဝင်ကြည်လင်းနဲ့ကျော်ကိုကိုပါကျော်ကိုကိုထုံတောက်လာတဲ့2017စီဂိမ်းကစပြီးဒီသုံးယောက်တိုက်စစ်ကိုပြိသက်စသတိထားမိလာပါတယ် ဒီဒုံလုံးတိုက်စစ်တွေကို2017အင်ဒိုနီးရှားစီးကိမ်းမှာမြန်မာယူနီဆက်3သိန်းရဲ့ဆူရီလူမျိုးနုပြကြီးစတီဗင်ဟန်ဆန်ကစတင်ဖန်တီးခဲ့တာပါဂျိုကိုကိုခြေစွမ်းပြနိုင်ဆုံးစီးကိမ်းဖြစ်ခဲ့ပြီးဂျိုကိုကိုရဲ့အောင်မြင်မှုအဆလိုတော့ဆိုနိုင်ပါတယ်အဲဒီအချိန်မှာတော့ဂျီလေးရဲ့အခမ်းကဏ္ဍကရန်အရေးပါခဲ့တာမျိုးမဟုတ်ပဲမင်းမင်းသူကျော်စရာဝင်းဂျိုကိုကိုရောကအသိရဲ့အဓိကကစားသမားတွေဖြစ်ခဲ့ပါတယ် မြန်မာနိုင်ငံမှာအင်ရှင်ပြစ်လက်ခံကျင်းပခဲ့တဲ့2013စီးကိမ်းမှာတော့ကီတိုလုံတိုက်စစ်တွေရဲ့ပြည်ပြင်းနဲ့လှုပ်ရှားမှုကိုစတင်မြင်တွေ့ခဲ့ရပါတယ်။ကွင်းလေကကျော်စရာဝင်းရဲ့တိကျတဲ့ဘောလုံးပြဖို့ဘူးတောင်ပန်ကဂျီလင်းရဲ့အတိုးလှုပ်တွေနဲ့ကျော်ကူကိုရဲ့စုံသက်ကပြိုင်ဘက်တွေအတွက်အိမ်မဆိုးဖြစ်ခဲ့ရပါတယ်။နောက်ပိုင်းလူရည်စင်ပွဲတွေမှာဒီသုံးယောက်တိုက်စစ်တွေကိုဆက်လက်မြင်တွေ့ခဲ့ရပေမဲ့နှစ်နှစ်လောက်အတွင်းမှာပဲပြိုင်သက်မြင်ကွင်းကနေကွဲပြောက်ခဲ့ရပါတယ်။ ကျော်စရာဝင်းကဘောလုံးလောကကနေအစောဆုံးနှာယူခဲ့ပြီးကေသုံးလုံးတိုက်စစ်အတွက်ပြိသက်ရှိကကွယ်ပြောက်ခဲ့ရပါတယ်။လက်ရှိမှာတော့ဂျီလင်းနဲ့ဂျိုကိုကကဘောလုံးကစားနေစေဖြစ်ပေမဲ့လည်းအရင်လိုလင်းမြန်ဖြက်လက်မှုမျိုးကတော့ကုံဆုံးနေပါပြီ။ကေသုံးလုံးတိုက်စစ်တွေဟာပြိသက်အားပေးမှုရခဲ့ပေမဲ့ထင်ရှားတဲ့အောင်မြင်မှုမရပဲအဆုံးသတ်ခဲ့ရတာကတော့စိတ်မကောင်းစရာပါ။